အမင်္ဂလာပါ။ဟိုသမီးကတော့ပညာနဲ့တော့ကိုပိုင်ထန်ထန်ကြောင်းမှာတက်ရောက်ခဲ့ပြီးတော့ဒီ2025ပညာသင်နှစ်မှာဘာသာစုံကုံလို့နဲ့အောင်မြင်ခဲ့တဲ့အကြောင်းတို့မှတ်ရွှေမြေမိုးထုံးဖြစ်ပါတယ်။ဒီမှာတော့ဖောက်ပါသာကုံလို့ရှင်မှတ်ရွှေမြေမိုးထုံးရဲ့မိခင်ဒေါက်ခင်ဆွေးဝင်းဖြစ်ပါတယ်ရှင်။အဲ့ဒီလို၆ဘာသာထွက်လာတယ်ဆိုတာကိုသိလိုက်ရတော့ ပထမဆုံးကတော့မယုံကြည်နိုင်တာပဲနောက်ကျတော့ပျော်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်အတွက်ကိုယ့်မိဘကြီးလည်းခုံယူရတယ်ကိုယ့်ဆရာဆရာမတွေရောတောင်းအနေနဲ့ရောကိုယ့်အတွက်ခုံဆောင်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ပျော်ပါတယ်အတနေ့ပလုံးကလေးရလည်းပြင်ပြင်ပန်းပန်းကြိုးစားကိုယ်လည်းကြိုးပြင်ပြင်ပန်းကလေးကိုပါရမီဖြစ်ခဲ့တဲ့အတွက်ရတယ်လို့ရလက်ကောင်းရတဲ့အတွက်ရန်ဝမ်းသာပါတယ်ရှင်ဒန်းစာတဲ့ဒန်းပုံမဲ့လို့တယ်လို့ပြောရမှာပိုပြီးမှန်မယ်ပေါ့နော် ။အဲဆိုဒီနှစ်မှစပြီးစူးစမ်းမယ်ဆိုရင်အရမ်းမရဘူး။ကိုက6ဘာတန်ဖန်းထားမယ်ဆိုရင်ဟိုးခလေးဘွားခလေးရဒဏ္ဍာရီတန်းပုံမှန်လောက်ပြီးဆီယမားတွေယူပေးတဲ့လောက်ပဲမချက်ပဲနဲ့ဖက်စာအုပ်ကိုပါဖတ်တဲ့အလေးချင်းကိုလှုပ်ထားပေးတာဖို့အဆင်ပြေတယ်။အဲဆိုဒီစစ်မှတ်သားဆိုတာကဒီဖက်စာအုပ်ကိုလုံးဝကျင်းရနေအောင်ဖတ်ထားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကွာငယ်လေးခဲ့တဲ့ဟာစာအများကြီးဖတ်တဲ့အလေးချင်းလှုပ်ထားမှသာဒီစစ်မှတ်သားအစာအုပ် ဘာမှစိတ်ဖိစီးမှုမရှိဘဲနဲ့တေချာကျက်နိုင်မှာပေါ့နော်။အဲဒါကြောင့်တနည်းစာတနည်းပုံမှန်လောက်တာလည်းအရေးကြီးတယ်လို့ဒီသတန်းစာသတန်းပုံမှန်လောက်သွားမှာလည်းပိုပြီးအရေးကြီးပါတယ်။အဲ့လိုပဲမြင်မိပါတယ်။ရှိပါအောင်ရှင်။ဘာဖြစ်လို့လဲဆိုတော့ကျွန်မကိုယ်တိုင်လည်းဒီမှာဖုံးဝနေပြီးတော့သူတို့ဘုဒ္ဓရာရောက်ပြရာစာတွေတက်လာလို့ရှိလို့ရှိရင်ဒီဟာလေးတွေလေ့လာကြည့်ပါဆိုပြီးတော့အမြင်ပြောတယ်ပြီးတော့သမီးကိုယ်တိုင်ကလည်းဒီသူ့စာတွေကို Google တို့ဘာလို့ YouTube တို့ဘာတွေကလည်းအမြဲတမ်းလေ့လာ လေးလာတဲ့အတွက်ကြောင့်ဒါပေမဲ့ဟိုဘေးကနေတော့ကြည်ပေးရတာပေါ့နော်ဒီဖြင့် site ကိုရောက်သွားမှာဆိုလို့အဲ့ဒါလေးကိုနည်းနည်းဂယူးဆိုင်ပေးရတယ်ကျွန်မတော့ဘာမှဟိုမပြုတ်ပါဘူးကျွန်မတို့ဖုံသုံးတာကိုသူ့ဘာမှပိတ်ပင်ထားပါဘူးရှင်အဲဘာလို့လဲဆိုတော့ဒီကိုကဒီကျန်းဝတိုင်နဲ့တပတ်စာအစာအုပ်ပေါ့နော်ဒီတပတ်ကိုမကြော်စေအောင်နောက်တစ်ပတ်ကိုအကျွေးမထားအောင်အဲ့လိုမျိုးအကျွေးမရှိအောင်လုပ်ရတာဘာလို့လဲဆိုတော့စာအကျွေးဆိုတာအကျွေးရများလာလေစာကမလုံနိုင်လေလေဆိုတော့ဒီတပတ်စာ တပတ်ကိုတော့ကြည်အောင်လုပ်ပါတယ် time management အနေနဲ့တော့အဲ့လိုတိတိကျကျသတ်မှတ်ထားတာမျိုးတော့မရှိပါဘူးအကျွေးမထားတာပဲအရေးကြီးတာပါအဝါဇိုလန်ကိုတော့ဒီကိုဗစ်ကာလမှာစသီးခဲ့တာပါဝါဇိုလန်ပထမဆုံး post တင်တဲ့ပထမဆုံးတင်လိုက်တဲ့ post ကလေးကညီမကတွေ့ပြီးတော့အမေကိုသွားပြီးတော့မင်းတို့ဒါလေးကတော့မစိုးဘူးနော်ဆိုပြီးတော့ပြောရတဲ့အဲ့ဒါအစာပြေဝယ်သုံးပြခဲ့တာပါအခုဆိုသုံးလာတာ၅နှစ်ရှိပြီလို့တော့ပြောလို့ရပါတယ် ဟာပိုးပွေးခဲ့တာတော့အခုသူလိုချင်တဲ့စာအုပ်စာတမ်းဆိုလို့ရှိရင်လည်းစာအုပ်စာတမ်းရအောင်ပေါ့နော်ပြီးတော့တခြားဗဟုသုတတွေဘယ်ပင်မှာတော့ကြည့်လို့ရတယ်ဘယ်မှာတော့အမိတွေလေ့လာလို့ရတယ်ပြီးဆရာဆရာမတွေကိုဘယ်လိုမားမလဲတဲ့အခါရှိလို့ရှိရင်ဘယ်လိုမေးလို့ရတယ်ပေါ့နော်အခုအထူးအဖြစ်တော့ဒီဒီဝါဇိုလန်းကိုသူ့ထားပြီးတော့မိတ်ဆက်ပေးခဲ့ကြတယ်ကျွန်မအရန်ကိုဝမ်းသာခဲ့တာပေါ့နော်ဘာလို့ဆိုစာအဲ့မှာအများအပြန်ပြန်ပြီးတော့ကြည့်လို့ရတယ်တော့သမီးတစ်ခါကျနားမလည်လို့သူဘာလို့လဲကြည့်ဖို့မေ့နေတော့ကျွန်မသွားပြီးတော့သမီးအဲ့ကနေသွားပြီးပြန်ကြည့်လိုက်လေဆိုပြီးတော့ ဒီမှာအဲ့လိုမျိုးတွေပေါ့နော်သူ့ကိုလောက်ခေးခဲ့ပါလေရှင်ဘာသာလုံးဒီကိုဗစ်ကာလမှာစသတာဆိုတော့ကိုဗစ်ကာလဆိုတာအပြင်နေထွက်ပြီးလက်ကျွရှင်းတက်လို့မရအောင်အဲအွန်လိုင်းနေပဲအားကိုးရတဲ့အချိန်ပေါ့နော်အဲ့ဒီကနေပြီးတော့စပြီးတော့နှစ်တိုင်းနှစ်တိုင်းဝယ်ထည့်ခဲ့တာပါ၈တန်းအနေစားပြီး၁၂တန်းအထိအတန်းတိုင်းဝယ်ခဲ့ပါတယ် ။အမေဟာတော့တော့မပြောတတ်တယ်ညာလေးညီမကဒီကျောင်းနဲ့အိမ်ကြီးကအရန်ဝေးတယ်။အဲ့တော့ဟိုခဏတစ်ခါလေးကျောင်းပြတ်တယ်။ပြီးတော့ကျမ်းမာကြီးကလည်းဖျားတာမျိုးရှိတယ်ပေါ့နော်။အဲ့ခါကျတော့စာလွတ်သွားတဲ့အဆင်ပြေတယ်။ဝါဆိုလန်းအောင်သွားကြည့်လိုက်တယ်။ကျောင်းပိရင်ဆီယမ်းမာကြီးကအင်ဇာတွေပေးလိုက်တာမျိုးရှိတယ်။အဲ့လိုအင်ဇာတွေပေးလိုက်တော့ခါလေးကိုကမလုံတတ်တာမျိုးဆိုဝါဆိုလန်းအောင်သွားကြည့်ပြီးတော့ဒီသူတို့ဆရာကြီးရှင်းပြတာကိုသိစားနားထောင်ပြီးအင်ဇာလုံတယ်။ခါလေးဒီကျောင်းပိရင်မှာကိုကကိုစာပြန်လုပ်နေတော့ဆရာကြီးသင်ထားတာကိုမေ့သွားလို့သွားပြီးမေးလို့ကလည်းအဆင်မပြေဘူးဆိုဒီဝါဆိုလန်းလေးကိုဖြန့်ကြည့်လိုက်တယ်။ အဲ့တော့အချိန်ပြည့်ကို့မှာဟို full time လေးဆရာတယောက်ရထားတယ်လို့မျိုးခံစားရပါတယ်။ဝါဇုံလန်းကိုတော့တော့ရတာ။အသွေးကြောင်ကသူကဆဆအသွေးကြောင်ကအများကြီးပဲဘာလို့ဆိုတော့9နှစ်လောက်သုံးခွင့်တာဆိုတော့အသွေးကြောင်လေးကတော့မရှင်ဆုံးတွက်နိုင်အောင်ပါပဲ။စသုံးနှောင်းကတော့မလောက်တဲ့မကိုင်းတလေးနဲ့ဆိုတော့လေအခက်တော့သူရအာ page မှာသွားမေး page admin ရလဲရှင်းပြရနဲ့။ Now ဝါဇုံလန်းနဲ့တော့ဟာပြောလဲဆိုတော့ သူကတင်ငန်းစာလေးဖြူကြီးမုံလာဦးကြီးကအဲ့ရရမုံလာဦးနဲ့အိမ်ကိုအစင်းမြင်လာတာပျော်စရာကြီးပေါ့နော် ကိုအိမ်မျိုးပြအိမ်ဖြစ်သွားတော့ဆိုတော်တော်ပျော်ခဲ့တာကြီးဖြစ်တာအများဆုံးအချိန်ကအဲ့ပိတ်ရလို့ပြောလို့ရပါဒါပေမဲ့အများအားတော့ကြီးဖြစ်တယ်မဟုတ်ဘူးကိုနားမလဲတာတွေကလည်းအချိန်ပြည့်ရှိနေတာဟုတ်နားမလဲတဲ့စာရှိတိုင်းအဲ့ဒီဝါဇုံလန်းလေးကိုဖွင့်ကြည့်တိုင်းနဲ့အဲ့လိုမျိုးလေးတော့လုပ်ပါတယ်စာလုံးတိုင်းတော့ကြီးဖြစ်တယ်လို့ပြောလို့ရပါတယ်တရက်ကုန်မနှခါကြီးတာမျိုးတော့မရှိပါဘူးကိုလိုအပ်ရင်လိုအပ်တယ်လို့မျိုးတော့တော်တော်ကြီးဖြစ်ပါတယ်ဝါဇုံလန်းအောင် အခုတော့ဒီတက္ကသိုလ်ဝန်ခွင့်သင်တဲ့အခါမှာဟိုရန်ကုန်တက္ကသိုလ်က LLB လို့ဦးစားပေးပြီးလျှောက်ထားပါတယ်ဖြစ်စင်တာတော့တရားသူကြီးဖြစ်စင်ပါတယ် အဓိကတော့ဟိုတချို့ကရှိတာပေါ့နော်ခလေးတွေစားချက်ပြတ်မှာဆိုလို့ရှိရင်ဖုံးပိန်ဖုံးသိမ်းထားတာတို့ပါလို့ရှိတယ်။ဒါမှကိုကလည်းအထက်အဓိကကိုခလေးရဲ့အခြေအနေကိုလည်းနည်းနည်းကြည့်ရတာပါပေါ့နော်။ကိုခလေးကဒီအမှတ်ကောင်းအောင်လုပ်နိုင်တဲ့အခြေအနေအများကြီးရှိတယ်ဆိုလို့ရှိလို့ရှိရင်အခုဆိုလို့ရှိရင်ဒီ AI တို့ဘာတို့မှာရောပဲဒီစာရီစာကုန်းအင်္ဂလိပ်စာရီစာကုန်းစာမြန်မာစာရီစာကုန်းကျန်တဲ့ကမ်စီဖိစစ်တွေရောနောက် Google တွေမှာရောပဲဒီလိုမျိုးတွေခလေးတွေမှာလိုက်ပြီးလေ့လာစရာ ဟုတ်တယ်အများကြီးကျေပြန့်နေပါတယ်ကျေပြန့်နေတဲ့အခါကျတော့ကလေးတွေကိုဖုံးသိမ်းထားလိုက်တဲ့အခါဒီကရမယ့် knowledge တွေကိုမရဘူးဖြစ်သွားမှာပါဘောနော်အဲ့ဒါကြောင့်လို့ကိုယ့်ကလေးကိုကိုကအဘေးနားမှာလည်းကြီးကျက်ပြီးတော့ဒီလိုမျိုးတွေမှာလည်းသုံးလုံးရတယ်ဆိုတဲ့အကြောင်းလေးဒါ new life ပြီးခိုက်လုပ်ပေးနိုင်လို့ရှင်တော့ပို့ပြီးအဆင်ပြေမယ်လို့ထင်ပါတယ်ရှင်အဓိကကတော့ကိုကိုယ့်ရဲ့ရည်မှန်းချက်ပေါ့နော်ကိုဒီစရန်အောင်လုပ်မယ်ဆိုတော့ရည်မှန်းချက်ကိုမှရှိပါရှိတယ်ဆိုလို့ပြောလို့ရှိရင်တော့ဒီ channel social တွေကိုတိတ်ပြီးတော့မလုပ်ဘဲနဲ့ပေါ့နော် အခုဒီကိုစာကိုဒီဇိုင်းမှန်မှန်စူးစမ်းဖို့ကိုစာနဲ့ပတ်သက်ပြီးဘယ်နေရာနေမှာလဲရနိုင်နေပေါ့နော်အဲ့ဟာတွေကိုအများကြီးလေ့လာဖို့လိုပါတယ်အင်္ဂလိပ်စာအစေမြန်မာစာအစေမြန်မာစာစာရေးစာကုန်းဆိုတာအခုဒီနှစ်အတွက်ဟာဒီနှစ်လောက်လို့မရပါဘူးနွေရာသီအကြောင်းပိတ်စဆဲရကျွန်မအဲ့အင်္ဂလိပ်စာစာရေးစာကုန်းမြန်မာစာစာရေးစာကုန်းတွေကိုအကုန်လုံးတို့လေ့လာခိုင်းပါတယ်အဲ့လိုမျိုးလေကြိုးလုပ်ထားအဲ့ဒါကလေးတွေလည်းအဲ့လိုမျိုးကြိုးလုပ်ထားမှသာလို့ဒီစနစ်တန်းစာမွက်ဆိုတာကိုဒီလိုမျိုး ထူးထူးချွတ်ချွတ်နဲ့ဖြင်းနိုင်တယ်လို့ကျွန်မကတော့အဲ့လိုထင်ပါတယ်ရှင်အကြံပြုချင်ပါတယ်ရှင်နောက်စားလို့တာကိုကြတော့ကိုကဒီစနေတဲ့ကိုကိုဘာလို့တက်နေတာလဲကိုဘလို့ဇင်ရလကိုလိုချင်လဲဟိုတခုခုရလာထွက်လာမယ်ဆိုရင်ကိုမိဘတွေဘလို့ခံစားရမလဲအဲ့လိုမျိုးကိုကိုကိုအရင်ဆုံးပြန်မေးကြည့်အခါကျရင်ကိုကဘလို့ဘာတွေဆက်လုပ်ရမလဲဆိုတော့အဲ့လိုလိုသိလာနိုင်မယ်စားဘလို့လောက်ရမလဲဆိုတော့လည်းပတ်သက်ပြီးရကြတော့ YouTube တွေမှာရှိတာပေါ့ how to study ဆိုပြီးတော့ အမှသူတို့ကိုကိုမမတွေဘလော့တွေရိုက်ထားတယ်ရှိတယ်။အဲ့ဒီဟိုစာလေးတွေဝင်ကြည့်ပြီးတော့ကိုနဲ့ဘယ်နည်းလမ်းလေးကတင့်တော်မလဲဆိုတာကိုပဲသူကကိုအကြည့်ကြဖို့တော့အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်စာလောက်တဲ့ရည်စင်ကိုဘလို့လောက်ရင်ရှားမယ်ဘလို့လောက်ရင်ဘလို့ရမယ်ဆိုတဲ့နည်းစင်မှမတူတာ။အဲ့ဒါကြောင့်အမကတော့အမရဲ့စာလောက်တဲ့နည်းကိုပြောပြရတာအထက် ကိုစိတ်ကိုအီဆုံးကြိုပြီးသိရမှဖို့မေတ္တာပေးစမှာလေအဲ့ဒါပါပဲသမီးရောလဲရှစ်တန်းနှစ်ကနေစပြီးတော့စနေတန်းအောင်ထွထွချွချွနဲ့အောင်မြင်ခဲ့တဲ့အထိငါနဲ့ဆက်တိုက်အဖို့ပြုလေးခဲ့ရွာဆိုလောက်အောင်လဲကျေးဇူးတင်ဆောင်ပြောချင်ပါတယ်